ရိုးသားစူးစားကဇက်ကနေပြီမဲ့ပရိသတ်စီကနေပြီးတော့ခြေထောက်နဲ့ကန်ပြီးတော့ဆူချခံရတဲ့အောင်စဘူးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အောင်စဘူးကတော့လက်တလုံးမှာဆိုရင်နောက်တဲ့မင်းသားတွေတဲ့ပရိသတ်အားပေးမှုအခိုင်အမာကိုရရှိလာခဲ့တာဖြစ်ပါတယ် ဇက်လောကမှာဆွေမျိုးအတိုင်းဝိုင်းလည်းမရှိဘဲနဲ့ဝါသနာကြီးလွန်တာကြောင့်အောက်ခြေရနေပြီးတော့ကြိုးစားလာခဲ့ရဖြစ်ပါတယ်။အရင်ကတော့တင်မောင်စမ်းမင်းဝင်းရဲ့ဇက်အဖွဲမှာရှေးထွက်မင်းသားအငယ်လေးတွေနေနဲ့ပါဝင်ခဲ့ရပါပရိသတ်တရားလည်းတင်မောင်စမ်းမင်းဝင်းတို့ဇက်ကနေအောက်ဇဘူးကိုတတိထားမိခဲ့ကြတာပါရုပ်ရည်ရလည်းချောတဲ့အပြင်ကိုရီးယားမင်းသားလိုစတိုင်နဲ့နေဘက်ကပရိသတ်တရားသဘောကျကြပါတယ်ပရိသတ်တရားများတဲ့ထက်များလာတာမို့အောက်ဇဘူးကကိုပိုင်ဇက်ထောင်ဖို့ပြင်ဆင်ခဲ့ပါတယ်သူမှာပစ္စည်းအများကြီးမ ရှိပေမဲ့လည်းကိုပိုင်ဇက်နဲ့ဇက်သပင်ဒူးထက်အောင်ကြိုးစားမယ်လို့ဆုံးဖြတ်ခဲ့တာပါ။ဒါကြောင့်မို့ကိုပိုင်ဇက်ထောင်ပြီးတော့ဇက်ကနေခဲ့တာဖြစ်ပါတယ်။ဇက်ထောင်လိုက်တာနဲ့အောင်စပူဇက်ကရဲ့ဗီဒီယိုလေးတွေကဆိုရှယ်မီဒီယာမှာတော်တော်လေးကိုနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ တော်တော်များကသူ့ကိုသဘောကျလာခဲ့ပါတယ်။အောင်စဘူးကအထင်ကြီးတာဟဲ့ရံများတာလည်းမရှိဘဲနဲ့ရိုးသားစူးစားနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ကဇက်ကနေရင်နဲ့အောင်စဘူးကပရိသတ်တူစီကနေအစော်ကားခံလိုက်ရပြန်ပါတယ်။ပရိသတ်တူကအောင်စဘူးတို့ဇက်ကနေတဲ့ဆင်မြင့်ပေါ်မှာဇက်ဆင်ကိုတက်လာခဲ့တာပရိသတ်ကဇက်ဆင်ပေါ်ကိုတက်ပြီးတော့စူးချရဲဆိုတာပုံမှန်ပဲဖြစ်ပါတယ်။တတော်များကတော့ဆင်အောက်ကနေသာစူးချပေမဲ့လည်းအဲဒီပရိသတ်ကတော့ဆင်ပေါ်ကိုတက်ပြီးတော့စူးချ سبیاب سپاریم ဒါပေမဲ့စူးချတာကပုံမှန်မဟုတ်ပဲဗက်ဆန်ကိုတပေါင်းတန်အထက်လိုက်ကင်ပြီးတော့ဇက်စင်ဘော်ကိုတက်လာခဲ့ပါတယ်။လူရှင်နော်ရီရဲ့နောက်ကနေစင်ဘော်ကိုတက်လာခဲ့ပြီးတော့လူရှင်နော်တယောက်ကို6တောင်းနဲ့ကန်လိုက်ပါတယ်။ခြေတလုံးသားမှာ6တောင်းနဲ့ကန်လိုက်ပြီးတော့လဲကြည့်လိုက်တဲ့အချိန်မှာဗက်ဆန်တပေါင်းတန်ကို ထုတ်ပေးလိုက်ပါတယ်။ဒါအပြင်နောက်ထပ်လူရှင်နော်တယောက်ကိုလည်း6တောင်းနဲ့ကန်လိုက်ပြီးတော့ဗက်ဆန်တပေါင်းတန်ကိုထုတ်ပေးလိုက်ပြန်ပါတယ်။အခုလိုစူးချတဲ့အပေါ်မှာလူရှင်နော်ရီကတော့ကြောင်တောင်တောင်နေဖြစ်ကုန်ပါတယ်။ဒါစူးချတာလားဘာလို့တာလဲဆိုပြီးတော့ ကြောင်နေကြတာပါဒီလိုနဲ့အောင်စပူကတော့ဇက်ကနေရမို့ဒီဖြစ်ဖြစ်တီကိုမသိပါဘူးတပတ်ကလူရှင်တော်တွေနဲ့ဇကားတွေပြောပြီးတော့ပြက်လုံးတွေထုံနေတာဖြစ်ပါတယ်ဒီလိုနဲ့ပြက်လုံးထုံနေတာကိုအဲ့ဒီပရိသတ်ကအောင်စပူကိုခြေတော်နဲ့ကန်ပြီးတော့လှမ်းခေါ်လိုက်ပြန်ပါတယ်ခြေတော်နဲ့လှမ်းကန်လိုက်တဲ့အတွက်အောင်စပူကလည်းတမျိုးကြီးဖြစ်သွားပါတယ်မတော်တဆလားတမင်လားလို့ဝေခွဲနေတဲ့အချိန်မှာပဲ ပဆန်တထောင်တန်ကိုထုတ်ပေးလာပြန်တာပါ။ဒါကြောင့်မို့အောင်စဘူးလည်းအရန်ကိုဝန်းနေသွားခဲ့တယ်လို့ပဆန်ကိုလက်မခံပါဘူး။ဒါကိုအရီပရိသတ်ကအောင်စဘူးကိုလှမ်းဖက်လိုက်ပြီးတော့လက်ခံပေးလို့ပေးခဲ့ပါတယ်။ အခုလိုလိုခံလိုက်ရတဲ့အတွက်အောက်စဘူးလဲအရန်ဟိုခံစားနေရတာဖြစ်ပါတယ်။ဇက်ကနေတော့ဖြစ်တာမို့အောက်မှာရှိရပြိသက်တီလဲမခံစားနိုင်တော့ပါဘူး။ဒါဘလို့အချိန်လေးဆိုတာသူတို့လဲဝေခွေရမရဖြစ်ကုန်နေ။အောက်စဘူးရဲ့အမာခံပြိသက်တီကတော့ဒါကတမင်ကြံရွယ်ပြီးတော့မှလာစော်ကားတာလို့ပြောဆိုနေကြတာပါ။တပင်မင်းသားတယောက်မို့အခုလိုလိုရဲတာဖြစ်နိုင်နေဆိုပြီးတော့လဲပြောဆိုနေကြတာဖြစ်ပါတယ်။အောက်စဘူးကိုလဲလူအများအသနာနေကြတာပါ။နောက်ခံအတိုင်းဝိုင်းမရှိလို့အခုလိုလိုခံ ံရတာဆိုပြီးတော့တနာနေကြတာဖြစ်ပါတယ်အောက်စပူလေဒီဖြစ်ပြကြအောင်အရင်ကိုခန်းစားနေရတာပါသူအနေနဲ့ပရိသတ်ဒီအပေါ်မှာအကောင်းဆုံးဖြောဖြေပေမဲ့လည်းအခုလိုတွေလုပ်ခဲ့နေရတာကိုခန်းစားနိုင်မှာမဟုတ်ပါဘူးခြေတော်နဲ့ကန်ခံရတဲ့ဇမင်းသားအောက်စပူအပေါ်ပရိသတ်ကြီးဘလို့မြင်လဲကောမန့်လေးထဲမှာရေးခဲ့ပေးပါဦးဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်